အားလုံးမင်္ဂလာပါခမမင်းခမ်းမောင်ဂျန်နေရနေပြန်လဲကြိုဆိုလိုက်ပါရယ်ယနေ့22ရက်10လ2025ယနေ့မင်္ဂလာညချမ်းမှာစေတရိအနေအားဖြင့်ကြောက်ဖြူမျိုးနဲ့ရခိုင်ဒေသကစေတရိလေးနဲ့စတင်လိုက်ချင်ပါရယ်ခမဟုတ်ကဲ့စေတရိများမစတင်ပြီးမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မြတ်တရရခံအပ်ပါရယ်ဟုတ်ကဲ့စေတရိများစတင်လိုက်ကြရအောင်ခမ 20ရက်ဇေလ2025ရက်နေ့မှာတော့ရခိုင်ပြည်နယ်ကျောင်းဖြူမြို့နယ်ချောင်းရွာဒေသအတွင်းကိုမြမတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေပြည်တော်ရှင်းလင်းတဲ့အခါမှာအကြမ်းဖက်သောင်းညင်းသူအေအေအချို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှမိဘကဒီကိုင်းမှုတစုံတရာမရှိဘဲအချို့မြက်ရန်လက်နေရာဖြစ်အကြမ်းဖက်သောင်းညင်းသူများအခြေပြုရာနေရာကိုသိမ်းပိုက်ရရှိခဲ့ပြီး အကျံပန်တောင်းရင်သူအေအချိုးစုတ်ခွာထွက်ပြေးသွားကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးချွေးမှုနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာနစဲဇင်လာ95ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးချွေးမှုမြို့နယ်အောက်ရှိကန်ရွာအနီးမှာ မြန်မာတမတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေပြည်တော်ရှင်းလင်းတဲ့အခါမှာဂျမ်းဘက်တောင်းကျင်းသူအချို့နဲ့ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်တွင်မှမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလဒ်နေရခြင်းအဂျမ်းဘက်တောင်းကျင်းသူဗရက်၃လောင်းလက်လုံတနက်၂လက်နဲ့လက်လုံမိုင်းသီးများ၎င်းတို့ဝတ်ဆင်တဲ့ယူနီဖောင်းများနဲ့တဲများကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ထဝယ်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်20ရက်ဇင်လ2025ရက်နေ့မှာတော့ဒလင်းနိုင်တိုင်းဒေသကြီးထဝယ်မြို့နယ်မှာ ရှိနေတဲ့မြမတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက နေမြရှင်းလင်းတဲ့အခါမှာအကြမ်းဖက်တောင်းရင်သူဗရက်အကျုနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာ မိမိဘက်ကထိခိုက်မှုဒီစုံတရားမရှိဘဲအကျိုးမြတ်ရလက်နေရာဖြင့်အကျမ်းပတ်တောင်းကျင်းသူဗရတ်တလောင်း၎င်းဂိုင်ဆောင်နဲ့လက်နက်ငယ်တလက်နဲ့ကြီး25ရောင်တို့ကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့အကျမ်းဖတ်သောင်းကျင်းသူ KIA ဌာနချုပ်ဖြစ်တဲ့ရင်းချောက်ဌာနချုပ်ကိုမြမတက်မတော်ကလေကြောင်းကနေဘုံကျဲရှင်းလင်းတုတ်တင်လိုက်တဲ့သတင်းလေးပဲဖြစ်ပါတယ် နစတရဲ့ဇေလ2025ရဲ့နေ့ဒီနေ့ချိန်မှာတော့ကြင်မီနယ်ဘာငံမြို့နယ်အနီးမှာရှိနေတဲ့အကြမ်းဖက်တောင်းကျန်းသူ KIA ပလက်မရက်တရင်ချောက်ဌာနချုပ်ကိုမြန်မာဓမ္မရောကလေကျောင်းကနေအချိန်ပေါင်းများစွာဘုံကျဲရှင်းလင်းတုတ်တင်လိုက်ပါတယ်။ယနေ့မနေ့ခုနှစ်ရက်ခွဲအချိန်ကနေစတင်ပြီးတော့အကြမ်းဖက်တောင်းကျန်းသူ KIA ပလက်ဗရက် အဖွဲ့များအခြေပြုရာတရင်ချောင်းဒါနာကျုပ်ကိုမြမတက်မတော်လေကလေချောင်းကနေ36ချောင်းထက်မနည်းဘုံကျဲရှင်းလင်းခဲ့တာဖြစ်ပါတယ်ဒီလိုတက်မတော်လေကလေချောင်းကနေကာမိုင်းကိုကြော်ပြီးတော့ကန်စီဘက်ကနေစစ်သေးကြအကျမ်းဖက်တောင်းရင်သူ KIA Black Bread တရင်6ဌာနချုပ်ကိုနိုင်ဝက်ခန့်အကြိမ်ပေါင်းများစွာဘုံကျဲရှင်းလင်းလိုက်တဲ့အတော့ကြောင့် ကြံဖက်ဆောင်ရမ်းသူစစ်သွေးကျောင်းက KNI Black Bread အဖွဲ့ဝင်30ကျော်တည်ဆုံးခဲ့ပြီး90ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သလို၎င်းတို့အခြေပြုရာ နေရာများလည်းပျက်စီးဆုံးရှုံးမှုရှိကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာမင်းထက်ကျော်စောရေးသားတဲ့မြေတံသုံးရွတ်စေဂျင်နာလာယာမဆိုတဲ့သတင်းဆောင်မလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာ ။တီဘုံကိုမြမတက်မတော်ကသိမ်းပြီးတဲ့နောက်တနေ့မှာ TNLA ကိုဆက်ပြီးတော့ PM ပေးတဲ့အနေနဲ့တဘုံထင်းကျုံနေမြေတွေကိုဘုံကျဲပါတယ်။တက်မတော်အနေနဲ့တီးကြတဲ့ပြင်မှတ်တွေရန်ထားလို့ဘုံကျဲတာပေါ့ဗျာ။နေရင်ထိုင်ရင်နဲ့တရောင်ကိုသိမ်းကနန်းတန်ဖိုးရှိတဲ့ဘုံစံတွေအလဟသသွားကျဲရအောင်အလူပေးနေတာမှမဟုတ်တာ။အဲအဲ့ဒါကိုတာဘုံကျော်ကဆိုရှယ်မီဒီယာပေါ်တက်ချင်းချောက်တယ်။ ထုံတို့ထားမယ်တို့ကုန်းသီးမြုံထားမယ်တို့နဲ့လူမိုက်စကားဆိုတာပါ သူခံရတဲ့အလှည့်ကြတော့အတန်ဒီအယမ်းထွက်တာတအားသိတာပါလေတချိန်ကဂူမင်းဆွနုဘဲမှာပြောခဲ့တာတွေကြားတရားသလားလို့နိုင်ငံတော်ကမကျင်တဲ့လို့တော်လံပုံငန်နဲ့သဘုံဆိုတာကုခံရရင်လဲပျော်ပျော်ကြီးခံလိုက်အတန်မထွက်နဲ့ဟိုအတိတ်ကလက်နက်ကင်တွေကတော့ပြက်တယ်သူဥသူချကိုဥကိုချပါပဲ အဲမိမပြည်သူတွေရှိနေတဲ့အချိန်ဆိုရင်တယောက်နဲ့တယောက်ရင်ဆိုင်တွေ့တာတောင်ကြားထဲကမဆိုင်သူထိမှဆိုလို့မပြစ်ကြဘူးဂူများတော့သူ့ဘာသာသူနေတဲ့မြို့တွေကို တက်သိမ်းတယ်ရှုံးလို့ဆုံးရတော့လဲမီးရှို့တယ်ဒါကိုတက်မတော်ကဘုံလိုက်ကျဲတော့အဘအဘအော်သေးတယ်ဘလို့နားလည်ရမှန်းတော့မသိတော့ဘူးဘုံအောင်နေဇလန်းတဲ့ကစကားကိုယူသုံးရမယ်ဆိုရင်မေတ္တာတို့ရွတ်စေချင်တာလား ရာမလို့ပဲပြောရမှာပါစစ်တိုက်နေတာပဲအချစ်ဆိုင်နေတာမှမဟုတ်တာဘုံကျဲနိုင်တဲ့လူကဘုံကျဲမယ်ဒရုန်းတက်နိုင်တဲ့လူကဒရုန်းတက်မယ်တစ်စက်နှစ်ခုလုံးကကိုလူတို့တောင်တပတ်နိုင်ငံကပေးတဲ့အထောက်အပံ့နဲ့ဒရုန်းကိုပုံပုံတီတီသုံးတိုက်ခဲခဲနေတာပဲအဲ့ဒီအချိန်ကတက်မတော်ကဘာသမ်းမှမထွက်ခဲ့ဘူးနော်ကိုညင်းလို့ခံလိုက်ရတယ်ပဲမပြီးပြင်းစင်းနေအခုတက်မတော်ကအသင့်ဖြစ်တော့မောင်ရင်ကထွက်ပြေးတယ် ဘုံကျဲခံရတယ်ဒါကဘာဆန်းတာကြလို့တာဘုံကျော်ကြီးဘုံကျဲမခံစေခြင်းရင်လက်နဲ့ချ၂008ခြေဦးကပေးထားတဲ့နေရာကိုပြန်ဆုပ်အဲ့လိုဆိုရင်တော့တပ်မတော်ကမောင်ရင်တို့ကိုတိုက်မှာမဟုတ်တော့ဘူးလွယ်သလားခက်သလားယာမမေတ္တာသောယွစေခြင်းရင်မေတ္တာသောယွဖို့အခြေအနေဖန်တီးပေးရတဲ့ဟေကောင်ရလို့ပဲတင်ပြပေးလိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကလည်းမြမတက်မတော်လေးရဲ့လေကြောင်းကနေဘုံကျဲရှင်းလင်းတဲ့သတင်းလေးပဲဖြစ်ပါတယ်။ယနေ့21ရက်ဆယ်လ2025ရက်နေ့မှာတော့အကြမ်းဖက်တောင်းချင်းသူ ပလောင်များအခြေပြုရာမိုးကုတ်မြို့ကိုမြမတက်မတော်ကလေကြောင်းကနေဘုံကျဲရှင်းလင်းသုံးသင်လိုက်ပါတယ်။ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကြမ်းဖက်တောင်းချင်းသူပလောင်၃ယောက်သေဆုံးခဲ့ပြီး ၎င်းတို့အခြေပြုရာနေရာများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့အကြံဖတ်တောင်းချန်သူ KIA နဲ့ပတ်သက်နေတဲ့သတင်းလေးဖြစ်ပါတယ်ခင်ဗျာအော်တိုဘာလ16ရက်ည17နာရီကျော်မှာမြမတမတော်က KIA ဌာနချုပ်ဖြစ်တဲ့လိုင်စာကိုအသေးခံဒရုန်းတွေနဲ့တိုက်ခိုက်တယ်လို့ကချင်မီဒီယာတွေကဖော်ပြနေကြပါတယ် အလာဒူကီယာအေရေးဆက်နေနေရာကိုလည်းလေကြောင်းကနေဘုံကျဲခဲ့သလို ထိခိုက်ဒဏ်ရာရသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ရေးလုပ်နေတော့ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်လိုက်တာကြောင့် KIA 90ကျော်တည်သွားခဲ့ပါတယ်။အော်တိုဘန်22ရက်ဒီနေ့မနက်ပိုင်းမှာ KIA ရင်းချောက်ဌာနချုပ်သင်္နန်းကျောင်းနေရာကို လေကြောင်းက တိုက်ခိုက်လို့ KIA အရာရှိတွေအပါတရားနီးပါးသေဆုံးဒဏ်ရာရခဲ့တယ်လို့နယ်မြေသတင်းတွေကသိရပါတယ်။ ဒီဖြစ်စဉ်တွေကိုကြည်ချင်းအပြင်ဓမ္မရောဟာကောင်းကျင့်စင်လဲရုံမာတဲ့ KIA ရဲ့ဘွက်ကိုချိန်မုံရင်မြအူလှဲ့လာပြီလို့ဆိုချင်ပါတယ်လိုင်းစာကို drone attack လုံးလိုက်တာဟာလိုင်းစာနဲ့ drone တကန်းအကွာအဝေးမှာငါတို့ရောက်နေပြီလို့သတိပေးလိုက်တာဖြစ်ပြီးကြံဌာနချုပ်တွေကိုလည်းခက်စိတ်စိတ်ချိန်မုံလာတာတွေ့ရပါတယ်လိုင်းစာဆိုတာ KIA ဌာနချုပ်ရုံးဆိုင်ရာနေရာနဲ့လက်နဲ့ခဲရန်ဆက်ယုံတွေတည်ထားတဲ့မြို့ဆိုတာ အားလုံးဒီပိသားဖြစ်ပါれလက်နဲ့ခဲရန်ဆက်ယုံတွေရဲ့ပတ်လည်မှာ KIA KIU စုမျိုးသားချင်းတွေဂျိန်းဖောလူမျိုးတွေကို လူသားတိုင်းအဖြစ်ကာယံဖို့ရက်ွက်တည်ထားပါれဒါကိုတပ်မတော်ကအရင်သားထိခိုက်မှုနည်းဆုံးဖြစ်အောင် GPS လမ်းညွန် drone တွေနဲ့တိကျစွာခြေမုံပြလိုက်တာပါ KNU အဖွဲ့ရဲ့အုတ်ချွေးရုံနေရာတွေလက်နဲ့ဆက်ယုံတွေဟာစီးပြတ်မှတ်ဖြစ်သလို အခုထပ်ပြင်းပြင်းထန်ထန်ဘုံကျဲချိန်မှုန်းတင်တယ်လို့မြန်မာနိုင်ငံသားများကထောက်ပြပြောဆိုနေတာလည်းတွေ့ရပါတယ်။တံမတော်ကကရင်ရေးကျန်းဖက်အဖွဲ့လူမျိုးမြို့ဝါတွေကိုရှော့တိုက်ဒုံးတွေလက်နက်ကြီးတွေနဲ့ရန်တမ်းပြစ်နေတာမျိုးမဟုတ်ပဲသတင်းပေးရဲ့အတိအကျသတင်းပေးမှု တိကျတဲ့ဒရုန်းတွေနဲ့တိုက်ခိုက်တာဖြစ်လို့တိုက်ခိုက်မှုအတွင်းမှာအကျန်းဖက်တွေသာ သေဆုံးခြင်းဖြစ်ပါတယ်။ စီးပြစ်မှတ်တွေဖြစ်တဲ့လိုင်စာတို့မန်ယာယန်တို့ကိုအမုံချေပြစ်နိုင်မှမြန်မာနိုင်ငံအေဂျင့်မယ်ဆိုတာမြန်မာနိုင်ငံသားတိုင်းသိရှိနေကြပါပြီ။ဒါကြောင့် KIA ကိုမြန်မာမျိုးပေါ်ကဖျောက်ပေးဖို့လိုလာပါပြီလို့ပဲတင်ပြပြောဆိုလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။ 2021ကနေစလာခဲ့တဲ့ຫນွေဦးဒေါ်လန်ရေးဟာဂိမ်းအိုဗာဖြစ်သွားခဲ့ပါပြီ။အဓိကကတော့နိုင်ငံရေးပါမဝခဲ့တာကဒီတိုက်ပွဲရဲ့အဓိကအဖြေပါပဲ။ဒီကြတဲ့ဂန်ဆိုးသူ မောင်ရှင်ကြီးကတော့အညာဒေသပဲဖြစ်လိမ့်မယ်လို့ကောက်ချက်ချခြင်းမိပါတယ်။စစ်ပောင်ကျဲခဲ့တဲ့တပ်မတော်အတွက်ထိန်းချုပ်ဧရိယာကျယ်လွန်းခဲ့တာကပြဿနာတစ်ရပ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ဒီအချက်ကပဲຫນွေဦးဒေါ်လန်ရေးကြာရှုံးသွားရတဲ့အကြောင်းတရားဖြစ်ခဲ့ပါတယ်။ ဆရာထက်တန်ခဲ့ကြတဲ့အာနာရှင်စနစ်ပြတ်သုံးရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေအမြင့်ကျက်အမြင့်စားခေါင်းကျက်ခေါင်းစားခဲ့ကြတဲ့အတိုင်းဝိုင်းမှာရွှေရင်းလောက်ွက်တွေအညာဒူပိုင်ဖြစ်စဉ်တွေအခွန်ဆက်ခြင်းနဲ့မရိမှုတွေကဘသူကငါဘသူကဖားလဲဆိုတာပြည်သူတွေကကွဲကွဲပြားပြန်တည်သွားစေခဲ့တာပါဒါကိုနိုင်ငံရေးထောင်ချောက်လို့ခေါ်လို့ရပါတယ်ပို့ဆိုတာက CMB ရဲ့အောင်ကြီးညွန့်တို့ကအစတတိယနိုင်ငံမှာအခြေချနေသလိုခေါင်းစဉ်မျိုးစုံ project မျိုးစုံနဲ့တော်လိုင်းရန်ပုံငွေရှာတဲ့ဖြစ်စဉ်ကလည်းဇီးသီးဗန်းမောက်သလိုဖြစ်ခဲ့တယ်။ lobby တွေကအမေရိကမှာတိုက်ဆောက် ချမ်းသာကြပြီးမဲ့မြေပြင်ကဗရက်တွေမှာတော့ခြေပြက်လက်ပြက်နဲ့ဘဝတွေခါနေကြတယ်။နိုင်ငံမဲ့အမှုပညာရှင်တွေကဘဝမပြတ်မိသားစုတွေတိုက်တိုက်ဝန်းနဲ့နိုင်ငံရဲ့ချမ်းမှာအခြေချနိုင်ပြီးမဲ့ ပရတ်တွေလူငယ်တွေကတော့အနာဂတ်ဘာပျောက်ရှာခဲ့ရပါတယ်။စီရီယံလောက်ကြပါဒေါ်လန်ရေးဟာတနည်းမကြဘူးဆိုတဲ့သကလုံးတွေကြားမှာ UNG ကိုယ်တိုင်နိုင်ငံရေးမှာ legitimacy မဖြစ်ခဲ့တာကိုကြည့်ရင်ဒီလက်နက်ကင်ဒေါ်လန်ရေးရဲ့အတိန်နဲ့ကို ခွဲခြားလို့ရပါတယ်။ဆိုလိုတာကအချိန်တရင် EOO တွေက NCL ဝင်ခွင့်ရနိုင်ပေမဲ့ UNG အောက်ကဗရက်တွေအတွက်တော့နိုင်ငံရေးဆိုတာပေးထားချက်မရှိတဲ့ခေါင်းစဉ်တသက်တခုပါ။ ဗရန်တွေရဲ့ခေါင်းငိုင်ဖြစ်တဲ့သဘာရင်ဝါရင် KNU တောင် ကြားဖြန့်ခေါင်းစဉ်နဲ့ထွက်ပြေးနေရတာတောင်မှစစ်ပီးစီရီယန်တွေရဲ့ယူကျူးမှာတောက်ဆန်ရဖို့မလုံးပေမျောလင်းချက်အမားတွေကြားကငါတို့နိုင်နေပြီဆိုတဲ့သကလုံးတွေကိုယုံကြည်နေသေးရင်တော့ကိုအုံတော့ကို စစ်ဆေးသိမ့်ပြီလို့ပဲပြောရမှာပါဗရန်ဝီနိုင်ငံရေးတွေအာဆီယံချန်တန်တီမောအပေးအယူတွေနဲ့ကစားကြတဲ့ဂိမ်းမှာ ယာယီသမရသာအာဆီယံအစည်းအဝေးတက်ခွင့်ရမယ်ဆိုရင်ဒီပွဲကစောစောစီစီပြီးသွားပါပြီတရုတ်ကိုယ်တိုင်မမမမမမချာချာရက်နေတဲ့အခင်းအချင်းကြိုးတုတ်ခံထားရတဲ့ဝါနဲ့ KNU တောင်ထွက်ပြေးနေရတဲ့အချိန်မှာရေမချိုးတွေကထုံးတို့ခံရမယ်လို့ထပ်ပြောနေသေးတာကလည်းနိုင်ငံရေးပါမဝမှုတွေပါပဲဆိုတော့ UNG ကိုယ်တိုင်တတ်တာပြရပါတော့မယ် နိုင်ငံရေးအခင်းကျင်းမှာအသက်တွေအပေါ်ပါသေးရင်တော့ သွေးကြွေးမှာဆွေးနွေးစရာမရှိဘူးဆိုပြီးထထချနေကြဘူးပေါ့ရွေးကောက်ပွဲပြီးလို့နိုင်ငံတကာကပါပူးပေါင်းလာမဲ့အခြေအနေမှာဒီအခင်းကျင်းထတ်တော်စီးရင်းနဲ့နိုင်ငံရေးကပေါင်းချင်းသွားနိုင်ပါသေးတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာမင်းသုံးဒရရေးသားတဲ့ရွေးကော်ပွဲကိုချိန်ကိုဟာဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာမြမစကပုံမှာ နေလာနှင်းမြောက်ဆိုတဲ့စကားရှိပါတယ်သဘောကတော့ နေရဲ့ကိုချိန်ကိုဟာကိုနှင်းကဘလို့မှ မရှင်နိုင်တော့နေထွက်လာပြီဆိုရင်နှင်းတွေကတပြေးပြေးနဲ့ပျောက်ကွယ်သွားကြရတာပါအခုလည်းဒီလိုပါပဲရွေးကော်ပွဲအသံကြားယုံပဲရှိပါသေးတယ် 2025ခုနှစ်မတ်လ9ရက်ရုရှားခီးစဉ်ကစပြီးတော့ယာယီသမ္မတကြီးကို နိုင်ငံတကာအသိုင်းအဝိုင်းကစင်စစ်မပြတ်ဖိတ်ခေါ်ပေးခဲ့တာမို့အာဆီယံနဲ့သူ့နောက်ကျကြံရစ်မှာဆိုရင်ပြီးယာယီသမ္မတကြီးကိုဖိတ်ခေါ်ခဲ့ရပြန်ပါတယ်ရွေးကောက်ပွဲကိုရှိန်ကိုဟာကြောင့်အစိုးရ legitimacy အားကောင်းလာတာတွေ့ရပါတယ်အစိုးရက legitimacy အားကောင်းလေးလေးစံညမအုပ်စုတွေကမြောင်းနေရောက်လေးလေးဖြစ်သွားရမှာပါ ဒါတောင်ရွေးကောက်ပွဲမရောက်သေးပါဘူးရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရခေစီကိုမရောက်သေးပါဘူးအကယ်၍များရွေးကောက်ခံအစိုးရတရက်တက်လာပြီဆိုရင်ဒီကနေ့ကိုကိုကို အစိုးရပါလို့ကြွေးကြော်ထားတဲ့ NUG CMBH နဲ့ဗရက်တွေရဲ့အခမ်းကဏ္ဍကနေလာနှင်းပြောက်ဆိုသလိုတပြေးပြေးနဲ့ပျောက်ကွယ်သွားကြပါလိမ့်မယ် ါရွေးကောက်ပွဲကိုချိန်ကိုပါကြောင့်ဖြစ်သလိုရွေးကောက်ပွဲနဲ့တက်လာမဲ့အစိုးရတရားကိုမဖြစ်မနေလက်ခံပေးရမယ်ဆိုတဲ့ International Culture Global Culture လည်းဖြစ်ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကရင်ပြည်နယ်ကကြားဖြန့်နေတဲ့ပတ်သက်ပြီးတော့ KNU နဲ့ကရင်ပြည်နယ်ဘလို့ဆက်လက်ပြီးရည်တည်သွားနိုင်မလဲဆိုတာနဲ့ပတ်သက်တဲ့ရင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာ ီ KNU EAO EAO ရဲ့ကီကီပက်လောက်ရကလာမဲ့လွတ်တော်မှာဖက်ဒရယ်ပေးပြီးရင်ဖက်ဒရယ် KNB နဲ့အစိုးရကနံပါတ်1အလားတူအင်ဗက်မန့်မျိုးကိုဟိုတယ်နဲ့ကာစီနိုအနေနဲ့ခွင့်ပြုရင်ရောဒီကကဘလို့ဖြစ်သွားမလဲနံပါတ်2လွတ်တော်နဲ့အစိုးရဟာ25ရာခိုင်နှုန်း PR စသည်ဖြင့်အုပ်ထားတော်လဲဖက်ဒရယ်အောက်မှာ သူတို့ကဟိုဘက်ရင်းသွားရင်ရောနံပါတ်3ဖက်ဒရယ်ကင်းပြည်နယ်အစိုးရကအကာအကွယ်ပေးထားရင်ရောကိုအုပ်ချုပ်ထားတော်လဲမာတီဘီလီယံအန်ဘစ်စနက်မှာဟွန်ဆန်ဒေါန်ရိုင်းသေးတာကိုအုပ်ချုပ်ထားတော်လဲပေါ့လေနံပါတ်4ကင်းပြည်နယ်တရားသူကြီးကအစအမေရိကန်ဒီမိုကရက်ပြည်နယ်တွေလိုဘိုးအစိုးရကိုပုံကန်ရင်ရောကမ်ဘောဒီးယားမှာဒီကြပြန့် ချွင်းရီလုပ်ငန်းတွေကတရားဝင်ပါတယ်ဒါမျိုးခစ်ကဒီလိုခင်မျိုးနိုင်ငံတွေအုပ်ချုပ်ရေးရန်အောင်တမင်းလုပ်နေတဲ့စစ်ခစ်ပါနံပါတ်5တခါမြန်မာကဝင်ကျင်နေတဲ့အမေရိကန်က BRI ရက်စီကျင်တဲ့အမေရိကန်ကမူရီစေးချမ်းဖြတ်အကြောင်းပြချက်နဲ့ဗင်နီဇွဲလားလိုပြည်내အစိုးရကအကာအကွယ်ပေးတာကိုဘိုးအစိုးရကိုပါဆွဲထည့်ရင်ရောဒီဖြစ်နိုင်ကြီးကိစ္စတွေကဘလောက်ရှိသလဲ ဇီရိုရန်ကန်နှုံးလားတရားရန်ကန်နှုံးလားဒါကိုမဖြစ်အောင်ဘလို့ကြိုတင်ဥပဒေလုံထုံးလုံတီးတွေနဲ့ပြန်ထန်းကင်တွယ်ရန်လိုမလဲပြပြသားသားဥပဒေနဲ့အညီပြည်နယ်အစိုးရအဖွဲ့ကမလုတ်တဲ့မကင်တဲ့ရင်သူပြသနာကုပြသနာအဖြစ်ပုံဖော်ခံရပြီး အကုန်ညက်ပါလိမ့်မယ်ကံဆိုရင်တာလဘောနှစ်ရှည်ဆ ਾਇ ရဖို့မြင်နေမိပါတယ်ဒီအေလာမာဂျိုတိလို့ဝါလုံးလိုကောင်းတောင်ဂျိုကန်နေတာပါ ဂျိုဒင်စိတ်ဝင် MSS 2000နဲ့ DA ပွဲမှာ နေရစတဲ့လုတ်တဲ့ကြပါလို့တင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုနောက်ဆုံးအနေအဖြစ်ရှမ်ဘုန်းတိဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ရေရှည်နဲ့နှစ်ဖက်အမြင်ဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခမဇလင်စကီးရဲ့တူမဟော့မျော်လင့်ချက်တွေကိုအဆုံးသက်ပေးလိုက်တဲ့ပြီးခဲ့တဲ့တောက်ကြာနေ့ကတွေ့ဆုံပွဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့စကားတခုလည်းပြောခဲ့ပါတယ်။မော်စကိုနီးစီကျူရတီဂါရန်တီ2ဆိုတဲ့စကားတခုမှာထရန့်ကဩစတြေးလျဝန်ကြီးချုပ်နဲ့အင်မီရိုမှာတွေ့တော့လဲယူကရိန်းအနိုင်ရမယ်လို့မယုံကြည်ပါဘူးတဲ့။တခါမှလည်းမပြောဘူးပါဘူးလို့ပြောခဲ့ပါတယ်။ဇယ်လင်စကီကယူကရိန်းနိုင်ငံလုံးလုံခြုံရေးအတွက်နေတို့အဖွဲ့ရဲ့ဝင်မယ်လို့လှုပ်တာ ရုရှားနိုင်ငံလုံခြုံရေးကိုထိခိုက်စေတယ်ဆိုတာထက်မစင်စားဘူးအဲ့လိုမစင်စားတာဇလင်စကီမှမဟုတ်ပါဘူးဒီမိုကြောင်အားလုံးပါပဲမြန်မာနိုင်ငံကဒီမိုကြောင်တွေတောင်အများကြီးပါပါတဲ့အခုထိရုရှားကျူးကျော်တာကြီး ပြောနေကြတာပါဒီမိုကရက်လစ်ဘရယ်တီရဲ့အားနည်းချက်ကအဲ့ဒါပါကိုလိုချင်တာပဲမျက်စိမိတ်တောင်းဆိုပြီးတစ်ဖက်ကို ထိခိုက်စေတာကိုနားမလည်ဘူးနှစ်ဖက်မြတ်မတွေးတယ်ဘူးအမေရိကန်ပြောရင်အကုန်မှန်တယ်ထင်တယ် အတိမ်ရောအနာဂတ်ရောမတွေးနိုင်ဘူးဆိုတဲ့သူမျိုးတွေဖြစ်ကြပါတယ်။အင်္ဂလန်မှာမြို့မှာနေထိုင်တဲ့သူတွေရဲ့90ရာခိုင်နှုန်းကျော်ကအစ္စလမ်ဘာသာဝင်တွေဆိုရင်ရှီးအိုက်တရားဥပဒေပြဋ္ဌာန်းပေးရမယ်လို့အစ္စလမ်ဘာသာဝင်တယောက်တောင်းဆိုထားတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။အစ္စလမ်ဘာသာဝင်တွေကသူတို့ဘာသာရေးအရာမိမ၄ယောက်ထိယူဝင်ရှိပြီးသားကျော်ဖြတ်ခွင့်မရှိဘူး။ဒီတော့လူဖြစ်ပေမဲ့မိသားစုတစ်ခုကတစ်နှစ်ကို နှစ်သားသုံးသားကြတယ်ပြီးတော့သူတို့ကဒုက္ခတယ်ဆိုပြီးဘာသာမတူတဲ့နိုင်ငံတွေထဲအတင်းဝင်တယ်သူတို့ဘာသာတူနိုင်ငံတွေတော့ဘယ်တော့မှ မသွားသလိုမွေမွေချင်းချီမြင်တဲ့ဘာသာတူချမ်းသာတဲ့နိုင်ငံတွေကလည်းလက်မခံပါဘူးလက်ခံထားတဲ့နိုင်ငံတွေကသူတို့ကိုအလုပ်ပေးရတယ်ဘာအလုပ်မှမလုပ်ရင်ထောက်ပံ့ကြီးပေးရတယ်အများစုကအလုပ်မလုပ်ဘဲထောက်ပံ့ကြီးသာထုတ်စားတယ် မြန်မာနိုင်ငံကထွက်ပြေးဘင်္ဂလီတွေကိုမလေးရှားကအရင်အစိုးရလက်ထက်မှာတစ်ချိန်လုံးပြန်လက်ခံရမယ်လို့တောင်းဆိုပါတယ်မြန်မာနိုင်ငံကသင်းမောနဲ့မလေးရှားကိုပူပေးမယ်ဆိုတော့လက်မခံဘူးအတန်တိတ်သွားတယ်ကိုယ်တိုင်အလုံးလုံးပြီးရှားစားရတာမဟုတ်ပဲထောက်ပံ့ကြီးယူကလေးမွေးတဲ့ကိစ္စပဲလုပ်နေတော့အချိန်တစ်ခုရောက်ရင်သူတို့ရဲ့သားကြံလုံးကြောင့်အများစုတေချာပေါက်ဖြစ်လာကြတယ် ဖြစ်လာတာနဲ့သူတို့ဥပဒေတောင်းဆိုပြီးတခြားဘာသာကို တားဆီးပိတ်ပင်ဖျက်ဆီးတော့တယ်။တခြားလုံးအဲ့လိုလုပ်ခဲ့တာအာဖဂန်နစ္စတန်တို့အင်ဒိုနီးရှားတို့မလေးရှားတို့အီရန်တို့အကုန်ဗုဒ္ဓဘာသာနိုင်ငံကနေအစ္စလာမ်နိုင်ငံတွေဖြစ်ခဲ့ပြီးပါပြီ။ဒါကိုဝေဖန်ပြောဆို ထောက်ပြတာတားဆီးခွင့်မရှိဘူး။အလယ်ရီအစိုးရလက်ထက်ဒီဘိတ်တစ်ခုမှာအလယ်ရီအမျိုးသမီးတယောက်ကအမျိုးဘာသာသာသနာဆိုတဲ့ခေါင်းစဉ်မှာ မြန်မာနိုင်ငံကလူမျိုးဘာသာပြောက်သွားမှာကိုဘာလို့ဒီလောက်စိတ်ပူနေတာလဲစကလုံးအတိအကျတော့မှတ်မိပါဘူးဗျအဲ့ဒီလိုစောရကတက်ခဲ့ပါတယ်အဘေါ်ကရှင်းပြထားတဲ့စာပိုက်ဖတ်ပြီးရင်နားလေလောက်ပြီးထင်ပါတယ်ဥရောပသမဂ္ဂ EU အဖွဲ့ကယူကရိန်းကိုရုရှားစစ်ဝင်တိုက်လို့ပျက်စီးသွားတဲ့အရာတွေအတွက်ရုရှားကပြန်ယော်ပေးရမယ်လို့ပြောတယ် ပြောတဲ့အတိုင်းနဲ့ရုရှားပိုင်ငွေကြေးတွေကိုသိမ်းပြီးယူကရိန်းကိုထုတ်ပေးနေတယ်။ပြီးခဲ့တဲ့သတင်းပတ်ကဥရောပသမဂ္ဂ EU အကြီးအကဲကိုမွတ်စလင်သတင်းတောက်တယောက်ကယူကရိန်းပြစည်းမှုအတွက်ရုရှားကိုတာဝန်ခံခိုင်းတယ်လို့ဂါဇာပြစည်းမှုအတွက်အစ္စရေးကိုတာဝန်ခံခိုင်းမှာလားလို့မေးတယ်။ EU အကြီးအကဲပြန်မဖြေဘူး။အလားတူကိစ္စနှစ်ခုကို မတူညီတဲ့ရက်တွေမူ တပည့်စတန်ဒတ်နဲ့ယက်တီတဲ့ဥရောပသမဂ္ဂကအထင်ကြီးယုံကြည်စရာ မရှိပါဘူးအဲ့ဒီပါဇက်တပေါက်တည်းကစကားနှမျိုးထွက်တဲ့သူကမြန်မာနိုင်ငံရွေးကောက်ပွဲကိုမယုံကြည်ဘူးလို့လေလာရေးအဖွဲ့မလွတ်ပါဘူးတဲ့တော်သေးတယ်သူတို့ပဲသူတို့ကိုပဲယုံကြည်ပါတယ်ဆိုသိခါကြရအောင်မယ်အမေရိကန်ကဒီမိုကရက်တွေနဲ့ဥရောပ EU အဖွဲ့ရဲ့ နေတို့အဖွဲ့ဝင်တွေရဲ့အစ္စလမ်ဘာသာဝင်တွေရဲ့မြန်မာနိုင်ငံကဒီမိုကရေစီလို့မျက်စိမှိတ်ပြီးတော့အော်နေတဲ့ liberal ကြောင်းတွေရဲ့အကုန်အတူတူပါပဲသူတို့လုံချင်တာလုံတာပဲမှန်တယ်ထင်ကြတယ်သူတို့လုံရကြောင်းတစ်ဖက်ဘလို့ထိခိုက်မလဲဆိုတာမတွေ့တတ်ကြဘူးသူတို့လုံချင်ရင်ပါဇက်ကတပေါက်သေးစကားအမျိုးမျိုးထွက်ပါတယ်ယူရိန်းကသူ့ဘာသာသူနေရင်ရုရှားလဲသူ့ဘာသာသူနေလိမ့်မယ် ယူကရိန်းကအမေရိကန်မြောက်ပေးတဲ့အတိုင်းအာဏာသိမ်းလိုက်တော့ရုရှားကသူ့နိုင်ငံအကျိုးစီးပွားအတွက်အရေးကြီးတဲ့ခရိုင်းမီးယားကို သိမ်းလိုက်တယ်။လူရှင်တော်ကိုသမရလုတ်ခိုင်းတော့လူပြက်ကလူပြက်လူပဲတွေးတော့တာပေါ့။နိုင်ငံရေးစီးအသည့်မရှိတော့နေတို့အဖွဲ့နဲ့အတင်းဝင်မဲ့လုပ်တယ်။ရုရှားကမဝင်ဖို့နှစ်နဲ့ချီဖြောင်းပြတယ်။မရပါဘူး။အမေရိကန်ဒီမိုကရက်တွေကလည်းဇလင်စကီလိုလူမျိုးနှစ်ခါမတွေ့နိုင်ဘူးဆိုပြီးအခွင့်အရေးရတော့ ရုရှားစီးစွမ်းအကိုလေ့လာသွားတယ်။ထရန့်ကဇလင်စကီးကိုရုရှားတောင်းဆိုတာမလိုက်နာနိုင်ရင်ရုရှားကယူကရိန်းကိုပြန်ချလိုက်လိမ့်မယ်လို့ပါထည့်ပြောခဲ့တယ်။ဇလင်စကီးရုရှားတောင်းဆိုတာလိုက်ရောဖို့သဘောတူလိုက်ပြီလို့လည်းဆိုပါတယ်။နိုင်ငံရေးစီးစီးပွားရေးဘာသာရေးအားလုံးမှာရည်ရှိတွေးရရပါတယ်။တီးသလောင်းနဲ့ဝင်ပါရင်ပျက်စီးတတ်တာယူကရိန်းတွေမဟုတ်ဘူးလက်ရှိမြန်မာနိုင်ငံကိုပါကြည့်ပြီး 今年油价完了，雷上作品顶边本来也画了个咩。